ာညာချက်မှာ2025ခုနှစ်ဧပြီလ23ရက်နေ့ Radio NUG ပြည်ရင်းသတင်းလေးကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမှာပါ။ပထမအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့ပြည်ရင်းချင်းချင်းဆွေးနွေးပွဲတွေဖြစ်မြအောင်တွန်းအားပေးနေတဲ့အပေါ်လေးနက်စွာစမ်းစစ်သုံးသပ်ကြဖို့ယာယီသမရတိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။ပြည်တွင်းငင်းချင်းဆွေးနွေးပွဲတွေဖြစ်မြအောင်တွန်းအားပေးနေတဲ့နိုင်ငံတကာအတိုင်းဝိုင်းနေနဲ့စက်ကောင်စီရဲ့ငင်းချင်းဆွေးနွေးပွဲတွေပေါ်ထားတဲ့သဘောထားကိုလေးနက်စွာစမ်းစစ်သုံးသပ်ကြဖို့ ယာယီသမရဒူဝါလက်ရှိလာကအေပိနက်၁၂မှာပြုလုပ်တဲ့မြို့သားညီညွတ်ရေးအစိုးရ၏စနစ်မြင့်ဆောင်၂025အစိုးရဖွဲ့အစည်းအဝေးမှာတိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။မိမိတို့အစိုးရဟာစကိုင်းငလင်ကြီးလှုပ်ခတ်ပြီးမကြခင်မှာမိမိကိုယ်ကိုခုခံကာကွယ်ခြင်းမှပအပြစ်ခတ်ရဆဲဖို့ပထမဆုံးကြေညာခဲ့တာလည်းဖြစ်ပါတယ်။ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပြည်သူလူထုရဲ့အဓိကလိုလားချက်တွေကိုလစ်လျူမရှိဘူးတော့ကျွန်တော်တို့အားလုံးအာရုံစိုက်ကြရမှာဖြစ်ပါတယ်။ ပြည်တွင်းငင်းချင်းဆွေးနွေးပွဲတွေဖြစ်မြောက်အောင်တွန်းအားပေးနေတဲ့နိုင်ငံတကာအတိုင်းဝိုင်းနေနဲ့လဲစကောင်စီရဲ့ငင်းချင်းဆွေးနွေးပွဲတွေပေါ်ထားတဲ့သဘောထားကိုလေးနက်စွာစမ်းစစ်သုံးသပ်ကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်လို့ယာယီသမရကပြောပါတယ်ဒါအပြင်အစိုးရဖွဲ့ဝင်ချင်းချင်းအပြန်အလှန်ဝင်ရဖို့ပြန်အလှန်အထောက်အကူပြုကြဖို့နဲ့လက်တွေ့အကောင့်ထဲပေါ်တဲ့လုပ်ငန်းစဉ်တွေမှထိရောက်ဖို့မြန်ဆန်ဖို့မျှော်မြင်ရှိရှိလှုံ့ဆော်ကြဖို့ယာယီသမရကပြောပါတယ်ရှင်။နောက်ထပ်တင်ပြမယ့်သတင်းကတော့ နိုင်ငံတကာရဲ့အခင်းကျင်းတွေကိုကြိုတင်တက်ဆထားဖို့နဲ့ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။နိုင်ငံတကာရဲ့အခင်းကျင်းတွေကိုကြိုတင်တက်ဆထားဖို့နဲ့ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ဆိုရကက်ဘိနက်စည်းဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောပါတယ်။အခုဆိုရင်တော်လိုင်းအင်အားစုတွေအနေနဲ့တော်လိုင်းရွှေခီးကိုနိုင်ငံရေးချင်းကပ်ပုံတွေကအလုံးစုံမတူညီနေကြတာကိုအားလုံးလည်းသတိထားမိမယ်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့တချို့သောမဟာမိတ်တော်လင်းအင်အားစုတွေအနေနဲ့စည်ရင်းဖီအားပေးနိုင်အောင်ကြိုးပမ်းရင်းနိုင်ငံရေးအရအင်ပြည့်အားပြည့်တစုတစည်းတဲ့အင်အားကောင်းကောင်းနဲ့သွားနိုင်မှုစဉ်းစားကြတာရှိသလိုတချို့မဟာမိတ်အင်အားစုတွေကလည်းအနာဂတ်ဖက်ဒရယ်ရေးပုံမအားဆိုင်ရင်နိုင်ငံတကာအခြေအနေတွေရှုထောင့်တွေကိုပုံမထည့်သွင်းစဉ်းစားပြီးသွားခြင်းကြသူတွေလည်းရှိပါတယ်။နိုင်ငံတကာရဲ့ဖိအားကလည်းငလင်းကိုအကြောင်းပြုပြီးပုံမများပြားလာနိုင်ပွဲရှိပါတယ်။ ခုဆိုရင်အာဆီယံဘက်ကတော့အင်တိုက်အားတိုက်စီမံဆောင်ရွက်လာတဲ့အခြေအနေတွေကိုတော့အားလုံးလည်းသိရှိပြီးဖြစ်ပါတယ်နောက်ထပ်လာနိုင်မရှိတဲ့နိုင်ငံတကာရဲ့အခင်းအကျင်းတွေကိုလည်းကျွန်တော်တို့ဘက်ကကြိုတင်တွက်ဆထားဖို့နဲ့ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်မှာဖြစ်ပါတယ်လို့ဝန်ကြီးချုပ်ကပြောပါရယ်။ဒါ့အပြင်အစိုးရဖွဲ့ဝင်များအနေနဲ့အားဆိုင်ရမဲ့အလုပ်တာဝန်တွေများပြားလွန်းလာမှုချိန်တွေလူတွေကိုတေချာစွာစီမံခန့်ခွဲပြီးတော်လင်းရှိခီးကိုကျန်းမာပေးခြင်းစွာဆက်လျှောက်နိုင်ကြစေရေးအတွက်လည်းစုမုံကောင်းတောင်းရင်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါရယ်ရှင်။ ဆက်လက်ပြီးစေုပ်စုရဲ့လေရင်ပြန်တဲ့ရဟတ်ရင်20နီးပါတော်လိုင်းအင်အားစုကြောင့်ထိခိုက်ပျက်စီးသွားခဲ့ကြောင်းသမရယုံပြောရေးဆိုခွင့်ရှိသူပြောကြားတဲ့သတင်းကိုတင်ပြပေးပါအောင်မယ်စေုပ်စုရဲ့လေရင်ပြန်တဲ့ရဟတ်ရင်20နီးပါဟာတော်လိုင်းအင်အားစုကြောင့်ထိခိုက်ပျက်စီးသွားခဲ့ကြောင်းသမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါတယ်အပြည်လတွင်တရင်ဌာနတစ်ခုနဲ့တွဲဆုံမေးမြန်းကမ်းမှာပြောကြားလိုက်တာပဲဖြစ်ပါတယ်။လေရင်ပြည့်လက်နက်မှာနေရာအခက်ခဲရှိတယ်။တချို့နေရာတွေမှာပြစ်နိုင်တယ်လို့တော်တော်များများမကာကွယ်နိုင်ခဲ့ဘူး။ နောက်တစ်ခုကမြန်မာနိုင်ငံကအကျယ်ကြီးပဲစေအုပ်စုလေရင်ပြန်တွေကတနိုင်ငံလုံးအနှံ့ပြန်တန်းနေကျွန်တော်တို့ခုခံနိုင်တဲ့လက်နက်ကတနည်းအားနဲ့တနည်းအားပို့ဆောင်ဖို့ခက်ခဲရှိတယ်လို့အကန့်အသတ်လည်းရှိတယ်။စည်ရင်အတိအကျတော့မဟုတ်ပေမဲ့စစ်လေရင်ပြန်ရှင်းစင်းနဲ့ရဟတ်ရင်လည်းဆယ်စင်းကျော်လောက်ရှိတယ်။စုစုပေါင်း20နီးပါးလောက်ကျွန်တော်တို့တော်လိုင်းအားစုတွေကြောင့်ထိခိုက်ပျက်စီးသွားတာရှိတယ်။တချို့ကလုံးဝပြတ်သွားတာရှိတယ်။အဲ့ဒါကိုကြီးကြီးအားဖြင့်အထိုက်အလျောက်ခုခံကာကွယ်နိုင်တာရှိပါတယ်လို့ပြောပါရစေ။ ဂျမန်စေအုစုရဲ့လေချောင်းရင်ကိုလူလူအားကြိုတင်ကောက်ွယ်အသိပေးရန်ကြိုးစားနေပြီးနိုင်ငံတကာတွင်လည်းစေအုစုထံလေရင်စီများတင်ပို့ရောင်းချမှုကိုပိတ်ပင်တားဆီးဖို့ကြိုးပမ်းနေတယ်လို့သမရယုံပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်ရှင်။မလေးရှားနဲ့အာဆီယံနေဖြင့်စေအုစုရဲ့ရာဇဝတ်မှုတွေမှာကျန်းမာပါပတ်သက်မှုကိုဆုံးသက်ဖို့ Justice for Myanmar တောင်းဆိုတဲ့သတင်းကိုဆက်လက်တင်ပြပေးပါဦးမယ်။ မလေးရှားနဲ့အာဆီယံအနေနဲ့စေုပ်စုရဲ့ရာဇဝတ်မှုတွေမှာကြံ့ရပါပတ်သက်မှုကိုအဆုံးသတ်ဖို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။လက်ရှိအာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားကဆရာဆွေကောင်ကိုအေးအေးယူတာဝန်ခံစေဖို့လှုံ့ဆော်ရမယ့်အစားတွေးဆခဲ့ပါတယ်။မြောက်လန်ကငလင်ပေးအကူအညီတွေကိုလက်နက်တပွဲအသုံးပြုနေသူလေကြောင်းတိုက်ခိုက်မှုတွေတိုးမြင့်လှုံ့ဆော်နေသူအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကျူးလွန်နေသူဖြစ်ပါတယ် ဆရာဆွေကောင်တဲ့ထီထွေဆက်ဆံခြင်းကဆိုပါဆိုးရွားရက်ဆက်မှုတွေကိုကျူးလွန်နေခြင်းသာဖြစ်ပါတယ်။ရာဆွေးမှုကြီးတွေကိုအားပေးကူညီနေတာရက်တမှာမလေးရှားနဲ့အာဆီယံနေဖြင့်စီအုပ်စုရဲ့ရာဆွေးမှုတွေမှာကျန်းမာပါပတ်သက်မှုကိုအဆုံးသတ်ပါမြန်မာပြည်သူတွေနဲ့တူရက်တီပါလို့ဖော်ပြထားပါတယ်။ Justice for Myanmar ဟာအကြမ်းစီအုပ်စုရဲ့အကျိုးစီးပွားများကိုဖော်ထုတ်ဖွင့်ချကနိုင်ငံတကာကအရေးယူပိတ်ဆို့မှုများလုပ်ဖို့တောင်းဆိုတိုက်တွန်းထားမှုများလည်းရှိပါတယ်ရှင်။ မြန်မာပြည်အလဲပိုင်းမှာပူချိန်များဆန်ချိန်တင်မြင့်တက်တဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ဆစ်ဆောင်တဲ့ငလျင်တန်းခန့်မိသားစုဝင်တွေအများဆုံးတည်ရှိရသခိုင်းမန္တလေးနဲ့မကွေးတိုင်းဒေသကြီးတွေမှာလာမယ့်၄ရက်အတွင်းအပူချိန်40ဒီဂရီစင်တီဂရိတ်ကျော်အထိမြင့်တက်လာမယ်လို့ရဲဘက်မိုးလေဝသစောင့်ကြည့်လေ့လာသူကထုတ်ပြန်ထားပါတယ်။စပေးဆောင်မိသားစုဝင်တွေတရှိရအဆိုပါတိုင်းကြီးသုံးနိုင်တွင်ကစကိုင်းမုံရွာပူတလင်းတွင်းရွာဆက်လင်းကြီးမြောင်းပလဲတမူမန္တလေးမြင်းမူတတဲဦး မြင့်ငယ်ကျောင်းဆက်တောင်းတာမြင်းချက်နထိုးကြီးစင်ကိုင်ပခုတ်ကူအထက်မင်းလာရေစကြိုပေါ့ပခန်းကြီးစတဲ့မြို့နယ်ပေါင်း22မြို့ပါဝင်ပါတယ်ဂျမစစ်တက်က2020ခုနှစ်အာနာသိမ့်ပြီးတဲ့နောက်တနိုင်ငံလုံးကိုစစ်မျက်နှာဖွင့်ပြီးတိုက်ခိုက်ခဲ့ရမှာနေမောင်းတသိန်းကျော်မိရှုဖျက်ဆီးခံခဲ့ရပြီးအဲ့ဒီထဲမှာမှစကိုင်းတိုင်းဒေသကြီးကနေမောင်း9000ကျော်နေပါနဲ့အများဆုံးဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ် ကြမ်းမဆစ်တဲ့ကြောင့်လူပေါင်းတသန်းကျော်စစ်ဘေးရှောင်ခဲ့ကြရပြီးများစုကခြေရွာတွေနဲ့ဝေးရရာမြေတွေကွေးမြေတွေမှာဖြစ်တယ်လို့စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်ရှင်ဆလတ်တင်ပြပေးမဲ့တဲ့ရင်ကတော့ဂျာမနီကမြန်မာနိုင်ငံငလျင်ထုတ်ပြန်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအဖြစ်အမေရိကန်ဒေါ်လာ1.5သန်းကိုထပ်မံထည့်ဝင်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ် ဂျာမနီနိုင်ငံကမြန်မာနိုင်ငံငလျင်တုံ့ပြန်ရေးအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီဖြင့်အမေရိကန်ဒေါ်လာ1.5တန်းကိုထပ်မံထက်ဝေမယ်လို့ AP23 ရဲ့ဂျာမနီတန်ယုံရန်ကုန်ကသတင်းထုတ်ပြန်ပါတယ်။ဂျာမနီသည်မြန်မာနိုင်ငံတွင်ဆိုးရွားလာစွာသောငလျင်လုံခတ်ပြီးနောက်ရေပေါ်ကူညီကယ်ဆယ်လုပ်ငန်းများကိုပံ့ပိုးကူညီရန်ဤထက်ဆောင်ရန်ငွေကိုထည့်ဝင်ခြင်းဖြစ်ပါတယ်။ဤရန်ငွေထဲမှအမေရိကန်ဒေါ်လာတန်းကို မြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာထောက်ထားမှုရမွေ MHF တို့ PM မှာဖြစ်ပြီးဒီတိမ5တန်းကိုပြည်တွင်းနဲ့နိုင်ငံတကာအစိုးရမဟုတ်တော့မိဘဖွဲ့စည်းများထံမှတဆင့် PM မှာဖြစ်တယ်လို့ဖော်ပြပါတယ်။စူပါနှစ်တိမ5တန်းသည်2025ခုနှစ်တွင်မြန်မာနိုင်ငံတို့ဂျာမနီနိုင်ငံ၏ကနဦး PM ထားသော American Dollar 10တန်းကျော်ကိုထပ်ဆောင်းခြင်းဖြစ်ပြီးကနဦးကူညီတဲ့မှ American Dollar 5တိမ5တန်းဟာမြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာထောက်ထားမှုရမွေ MHF တို့တိုက်ရိုက်ပေးထားတဲ့ကဲ့သို့ ကမ္ဘာကုလသမဂ္ဂအရေးပေါ်တုံ့ပြန်ရည်ရာဖြစ်တဲ့ UN Central Emergency Relief Fund CERF တို့လည်းပေးအပ်ထားပြီးဖြစ်ရာ CERF မြန်မာနိုင်ငံကလင်းတုံ့ပြန်ရေးအတွက်လက်ရှိရထားသော American Dollar 10,000နဲ့မှ5ဒေါ်လာစီတိုင်းကို Germany မှလှူဒါန်းထားခြင်းလည်းဖြစ်ပါတယ်။ Germany ဟာ EU လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလေကြောင်းတံတားမှတစ်ဆင့်ရေးပေါ်ထောက်ပံ့များကိုပံ့ပိုးကူညီပြီးငလျင်အပီးနဲ့ကာလာရှိအတွက်မြန်မာနိုင်ငံတွင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကြိုးပမ်းဆောင်ရွက်မှုများကိုဆက်လက်ကူညီဆောင်ရွက်သွားမယ်လို့ဖော်ပြပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ကနေဒါနိုင်ငံမှာငလင်ဘေးတင်ဒေသပြန်လည်ထူထောင်ရေးအတွက်ရန်မုံငွေဒေါ်လာ1000ရရှိခဲ့တဲ့သတင်းဖြစ်ပါတယ် ကနေဒါနိုင်ငံမှာငလင်ဘေးတင့်ဒေတာပြန်လည်ထူထောင်ရေးအတွက်မြန်မာအင်အားစုများကစားတောက်များရောင်းချပြီးရမုံငွေရှာဖွေရမှာရမုံငွေဒေါ်လာ1000ရရှိခဲ့တယ်လို့တင်ရရှိပါတယ်။အလုံးပါဝင်ပေးခဲ့ကြတဲ့ဈေးရောင်း project လေးမှာအမြင့်ငွေ CAD 651ရရှိခဲ့ပြီးအဆိုပါလူငွေအား London Burmese Community မှာကိုတင်မောင်ထူအားလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ Gigel Gang ကအသိပေးဖော်ပြပါတယ်။ငလင်ဘေးအတွက်ရမငွေဒေါ်လာ1000ကိုရောက်ရှိသွားပါပြီ။ကိကကန်ညီညီမများအားလုံးကျေးဇူးအထူးတင်ရှိပါတယ်။ ဒီရမငွေအတွက်ဝယ်ယူအားပေးစားသုံးသူအားလုံးကိုကျေးဇူးတင်ရှိပါတယ်လို့ London Burmese Community မှာကိုတမောင်ထူးကဆိုထားပါတယ်။ရလင်ဒေတာပြန်လည်ထူထောင်ရတဲ့ကြီးကြီးမားမားများဟာမြန်မာစားတောက်များကိုအပီလာတွင်ချက်ပြုတ်ရောင်းချခဲ့တာဖြစ်ပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့တာဂီကိုခန့်နဲ့ဂျေးမုံတို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။